အားသာဝါနာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်ဗျာဧပြီလ20ရက်နေ့ရက်နောက်ဆုံးရအာဆီနယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျောင်းတူတူကကြည့်လိုက်ရအောင်ပထမဆုံးသတင်းတော့ကိုတော့ပလက်တီကိုရဲ့သတင်းထောက်ဖလိုရီယန်ပလန်တာဘက်ဖော်ပြထားတဲ့ တိုက်စစ်မှုတူဦးသတင်းနဲ့ပဲစလိုက်အောင်ဒီသတင်းကတော့အာဆီနယ်စိတ်ဝင်စားတိုက်စစ်မှုတွေကတက်ရောက်ပါပဲဒါပေမဲ့ဒီမှာအဓိကပြောချင်တဲ့ main point ကဒီကစားသမားရဲ့ပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးကလပ်တင်းကဆွဲတင်လိုက်တဲ့အကြောင်းပေါ့လေ Florian Plandenberg ပေါ်ပြထားချက်ရဆိုရင်တော့ German Bundesliga Club Frankfurt တင်းကသူတို့ရဲ့တိုက်စစ်ကစားသမား Hugo Ikitai နဲ့ပတ်သက်ပြီးတော့အရင်တော့သတ်မှတ်ထားတဲ့ Euro 80အစား Euro 100အထိဆွဲတင်လိုက်တယ်သူတို့ကစားသမားဒီထက်အများကြီးထိုက်တန်နေဆိုပြီးတော့လာပြီးစိတ်ဝင်စားတဲ့အသင်းတွေအားလုံးကို ဒါဈေးဆဲတင်လိုက်တယ်ဗောလေအဲ့တော့သူ့ကိုစိတ်ဝင်စားတဲ့အသင်းတွေကအများကြီးပဲဘယ်အသင်းတွေလဲဆိုတော့အာဆင်နယ်တော်တန်ဟော့စပါလီဗာပူးမန်ချက်စတာယူနိုက်တက်ဂျူဗင်တက်နယူကာဆယ်ပါဝင်အခြားအသင်းတွေအများကြီးပဲဒါတော့အနီးကပ်ဆွေးနွေးမှုတချို့လုပ်ခဲ့မှုတဲ့အသင်းတွေကိုပဲဦးစားပေးဖော်ပြထားတာအဲ့တော့ပထမတော့ကယူအိုတန်း80တန်းနဲ့ဆိုတာကလည်းသူတို့ပါဇက်ဖြားမှာပဲဈေးကွက်မှာတော့ယူအို55တန်းပဲရှိတယ် ဲ့တော့ဒီကစားသမားဘာကြောင့်အသေးနီးရကြိုက်လဲဆိုတော့ဒီယာဒီသူ့ရဲ့ great တက် performance ကြောင့်ပဲကြံကလေးယာဒီကအဲ့လောက်ထိလူမတီသေးဘူးဒါပေမဲ့ဒီယာဒီမမတော်တော်လေးဟုံးငင်းနေကောင်းလာခဲ့တာပြီးတော့ခြေစွမ်းပြတာလေဥရောပထိတန်းလိကြီး၅ခုထဲမှာပါတဲ့ဂျာမန်ဘွန်ဒလီကမှာပြနေတာပေါ့လေ22နှစ်ပဲရှိသေးတဲ့ပြင်သစ်သားကတော့2029ခုနှစ်တည်းရှိရစာချုပ်ပါအနေထားရကြိုက်တဲ့လောက်ကြိုက်စေးတောင်းလို့ရတဲ့အနေထားပါတော့ရှိနေပေါ့လေဒီယာဒီ43ပွဲကစားထားတယ်အဲ့ဒီမှာ22ဂိုးသွင်းပြီးတော့ကိုလုံးဖန်တီထားတယ် ဒီနေရာမှာ UO 16တန်းနဲ့ PSG အသင်းဆက်နေဝယ်ထားခဲ့ပြီးတော့အခုမှအလောက်ကောင်းတဲ့ကစားမအောင်အသင်းကြီးရဲ့လိုချင်တာကလည်းဒီရာသီပြနေရှိစရာမစိုးမြင်းတောင်ပြောမယ်ဆိုတော့အရက်ရှိရှိနဲ့ခိုင်ရဘက်လူမျိုး ဒါအရှိန်တန်းမှာပြေးလွှားဆုံးတဲ့ကစားသမားပြောလို့ရတယ်။သူကတော့နည်းနည်းပို့ပြီးတော့ dribbling mind ပို့ကောင်းတဲ့သဘောမျိုးပေါ့လေ။အရက်တော်တော်ရှိတာပါ။အဲ့တော့ဒီကစားသမားနဲ့ပတ်သက်ပြီး login နဲ့သင်တွေအများကြီးရှိဆိုရင်သူတို့သတ်မှတ်ထားတဲ့ UO တန်းတရာကိုပေးပါမလား။နောက်ဆုံး installment payment နဲ့9နှစ်အရေးကြခွင့်ပေးမယ်ဆိုတော့မှတစ်နှစ်ကိုတန်း30လောက်ကြာတဲ့မဲ့ကစားသမားဖြစ်နေ။ဒါလည်းမပြီးသေးဘူးကစားသမားနဲ့ပတ်သက်ပြီးတော့ agent လက်မှတ်ထိုးခြေတွေလောက်ခလာတာတွေကအနောက်ကနေအများကြီးလာအောင်မှာ။အဲ့တော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်ခြေရှိလားဆိုရင်တော့စိတ်ဝင်စားတဲ့ quality မြင့်ကစားသမားတွေကိုသတင်းထွက်တယ်ဆိုတော့ပုံမှန် ဖြစ်တဲ့အတွက်ကျွန်တော်တို့အာဆင်နယ်ကိုရောက်လာနိုင်ခြေကတော့နည်းတယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့တကယ်တကယ်အန်ဒရီပါတာတို့လူချင်းတွဲဆုံပြီးအေဂျင့်နဲ့ချိတ်ဆက်ဆက်သွယ်မှုလုပ်နေတာကဘက်ဂျမင်ဆက်စကိုရဲ့ပီတာယော့ကရက်ကပဲရှိတယ်။ပြီးတော့နံပါတ်1ပြည့်မဲ့လို့ပြောပြီးတော့ဈေးနှုန်းမှတ်မိလောက်တဲ့ Eset ဒီ၃ယောက်ပဲရှိတဲ့တိုက်စစ်အထောင်နဲ့ပတ်သက်ပြီးပြီးတော့မာတီးယက်ကွန်ညာတို့ကတော့ဒါဝင်းကာပိုင်းမှာနီကိုဝီလျံအမ်ပူမိုရိုးနဲ့အတူတူ ဆမ်စီမီညိုနဲ့အတူတူဝင်ငါပိုင်းတော့ option တစ်ခုပေါ့လေအဲ့တော့ဒီကစားသမားကတော့ကွက်ပြောက်ပုံစံမျိုးလည်းဖြစ်နေတယ်ဈေးနှုန်းရဆိုတဲ့တရားဒီကောင်းမဲ့ performance ပြထားသေးတဲ့အတွက် Arsenal တို့ခေါ်ရန်ခေါ်ဝန်းအရန်နဲလို့တော့ကျွန်တော်ကတော့ထင်ပါတယ်ညီကိုတို့ကဟူကိုအကီတိုက်နဲ့ပတ်သက်ပြီးကြိုက်လားကြိုက်ရင်ကိုယ်မှဝင်ရောက်ရေးသားပြီးတော့ပေါ့ကျွန်တော်တော့ရောက်လာနေရင်နဲလို့ထင်တယ်ဒါပေမဲ့ဈေးကွက်ထဲမှာဒီတဲ့ဒင်းကတော့လက်ရှိဒီမှာအလက်ဆက်ဆုံးဖြစ်တဲ့အတွက်ဘာသာပြန်ပြီးဖော်ပြပေးတာပါဒီနေရာမှာ ပီတာယောဂရကလန်ဒန်ပြိုင်ဘက်ချယ်ဆီအသင်းတက်ဆိုင်အာဆီနယ်ကိုလာဖို့အတွက်ပိုးပြီးစိတ်ဝင်စားနေဆိုတဲ့သတင်းတော့တွေ့တယ်။အေဘိုလာစီကပဲ။ဒါပေမဲ့ဒါတော့တီးတန့်သတင်းတစ်ပုဒ်ဖြစ်မလုပ်ပေးတော့ဘူး။သတင်းကဒီအကြောင်းလေးပဲတွေ့ရတဲ့အတွက်ပါ။ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ PSG အသင်းတက်ဆိုင်အာဆီနယ်ကတပတ်လောက်ပိုးပြီးအနားရမဲ့သတင်းပေါ့လေ။လောလောဆယ်တော့ကျွန်တော်လိုက်ပြီးသတင်းတွေကိုလေ့လာကြည့်တဲ့အခါမှာ PSG ကပြင်သစ်လီဂူဝမ်မှာသူတို့အနေနဲ့ဂျားထဲမှာပွဲရေးဆော့အောင်အခုဒီညာကိမိုင်တပွဲဆော့အောင်ပြီးလို့ရှိရင်23ရက်နေ့မှာ Nets အသင်းနဲ့ ကန်ရမယ်အဝေးကွင်းမှာပြီးရင်အိမ်ကွင်းမှာ26နှစ် OGC night ကိုအခန့်ကစားရမယ်။အာဆင်နီကတော့20ရက်နေ့ဒီနေ့ညမှာတပွဲကန်ရမယ်။အဲ့ဒါပြီးရင်24ရက်နေ့ကြာလို့ရှိရင် Crystal Palace ကန်ရမယ်။ဒီနေ့ညကတော့ Ipswich Town 24နှစ်ကြာရင် Crystal Palace 24ရက်နေ့ကန်ပြီးတာနဲ့ဒါ Champions League စီးရင်ဖိုင်နဲ့ပထမအကြော့ကန်မဲ့30ရက်နေ့အထိအာဆင်နီကဂျာမန်ဘာပွဲမှမရှိတော့ဘူး။ တပလုံးကောင်းကောင်းနားလို့ရမယ့်အနေအထားဖြစ်သွားတယ်။ဒါပေမဲ့26ရက်နေ့တော့ PSG အသင်းက OGC9 နဲ့ကမ်းမှုရှိတယ်။26ရက်နေ့ပြီးသွားလို့ရှိရင်တော့ PSG ဒီ9ရက်3ရက်4ရက်ပဲရှာရမယ်အနေထားအာဆင်တွေကဒဘယ်လုံးနားလို့ရမယ်အဲ့ဒါကအသင်းနှစ်သင်းကြားမှာစတာမီနာရအာဆင်နဲ့အသာစီးရသွားမယ့်အချက်အာဆင်ကပါတင်းမပါနိုင်ဘူးဂျော်ဂျီညိုမပါနိုင်ဘူး ခံခံဘက်ကမရေရဘူးဆိုတဲ့အနေအထားမှာရှိရင်ပဲကိုယ့်ရဲ့အင်ကွေးမှာပထမဆုံးအက်ခံကစားမယ့်အနေအထားဒီနေရာမှာအောင်းလဲတတိယပြပါ16တင်းစစ်မောင်း quarter final မှာပေါ့ပထမဆုံးတွေ့ဆုံမှုအကြော့ဒီမှာအာဆင်နယ်ဒီပြတ်သားတဲ့ရလဒ်တစ်ခုအရင်ဆုံးပုံဖော်တယ်ဒုတိယအကြော့မှာတော့ ASC ပဲ handle လုပ်သွားတာတွေ့ရတာဖြစ်တဲ့အတွက် PSG အသင်းကိုအင်ကွင်းအမရိတ်မှာပြတ်သားတဲ့ရလဒ်တစ်ခုနဲ့ဥဆောင်သွားမှာကျွန်တော်တို့စောင့်ကြည့်သွားမှာပေါ့လေအော်တိုဘာလ2ရက်နေတုန်းကဒါ2စီးနဲ့ အုပ်စုတွင်ပွဲစဉ်မှာတော့ PSG တင်ကြုံနိုင်ခဲ့တယ်။ခိုင်ရဘက်ကတကိုးဘူကာအိုဆာကာက free kick ကနေတကိုးသွင်းယူပေးထားပါဗျ။အဲ့တော့ပထမအကြော့တွေ့ဆုံမှာကောင်းကောင်းလေးရလက်ထွက်ထားသလိုအခုပထမ semi final တွေ့ဆုံမဲ့အကြော့မှာလည်း Arsenal နဲ့အဲ့ဒီ Mandel ကို Rio ကြော်ဖြတ်ခဲ့တဲ့ Mandel အရာရော PSG ကိုပြတ်သားတဲ့ရလက်တစ်ခုနဲ့ပုံဖော်သွားနိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါဗျ။ တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါအာဆင်နယ်ကစားသမားဟောင်းနဲ့ပတ်သက်ပြီးတော့စူးစီးဖော်ပြပေးသွားမှာပါအသင်းကနေထွက်ခွာသွားပြီးတဲ့လက်ရှိအချိန်ထိတချို့ပလေယာရဲ့သတင်းတွေကျွန်တော်ညီကိုမောင်မားတွေအဆက်အသွယ်ပြတ်နေမှာဆိုတဲ့အတွက်ဒီကဏ္ဍလေးကိုထည့်သွင်းဖော်ပြပေးတာပေါ့လေအာဆင်နယ်ပလေယာဟောင်းတမဆိုတော့ R Ramsey အသက်34နှစ်ရှိပြီးချန်ပီယံရှစ် class ကာတစီတီအသင်းမှာကစားနေတာတခေါကြောတန်းကြောင့်ကာလာရှိနားနေရတယ်အခုတော့အသင်းရဲ့နီးပြ အိုမာရီဇာကိုထုတ်ပယ်ဖို့ဆုံးဖြတ်လိုက်တဲ့အတွက်သူ့ကိုအသင်းမှနီးပြအဖြစ်လက်ကျန်သုံးပွဲကိုကင်ွယ်စီမယ်အဲ့ဒါကတော့ Oxford United, Rap Brom, Norwich ဒီသုံးပွဲကိုကင်ွယ်ရမှာ ေမဲ့နေ့မှာစစ်သေးဝင်ရမယ်လို့ပဲပြောမလားတော့မသိဘူး။သူကင်တွေ့ရမယ်အချိန်နဲ့တန်းစင်းစုံကနေလွတ်ဖို့အတွက်တော့ယုံရတော့မယ်။အကယ်၍တန်းစင်းစုံကမလုခက်လို့ရှိရင်တော့နောက်ဆုံးမှသူကတစားကန်အောင်ဖြစ်သွားနိုင်တယ်ဗောလေ။နောက်ဆုံးတော့မှာကန်မှာကာတစီတီကအခုအစ်စ်23မှာရှိတယ်။53ဘွယ်ကန်ပြီးတဲ့အချိန်မှာ52ဘက်ပဲရတယ်။ဒါပေမဲ့တခုကန်ကောင်းတာကအနည်းဆုံး6မှတ်လောက်ထိရှာနိုင်လို့ရှိရင်တန်းစင်းစုံပြင်မကိုထွက်သွားနိုင်တဲ့အနေအထား၃ဘွယ်မှာ2ဘွယ်ပဲနိုင်အောင်ပဲ။အဲ့တော့အဲ့ထက်ထဲမှာ Oxford United ကတော့ ကာဒီစီးတီးနေနဲ့နိုင်ပွဲပုံဖို့အတွက်အကောင်းဆုံးပဲ West Bruno Norwich တို့ကတော့နည်းနည်းခက်ခဲနိုင်ချေရှိတယ်ဇယားအထက်ကအသေးလေးဖြစ်တဲ့တော့ဗောလေနောက်တစ်ယောက်ကတော့ Greenish Shaka Greenish Shaka ကတော့ Galatasaray အသင်းနဲ့ချိတ်ဆက်မှုတွေလုပ်နေတယ် Galatasaray က ဘီယလီဖာကူစအသင်းရဲ့ကိုင်းလက်စားမှာဂရင်းနစ်ရှာခေါခိုးခြင်းနဲ့ဒါ့အပြင်2028ခုနှစ်စာချုပ်တည်တန်းရှိနေတဲ့အတွက်ဒီကိစ္စမှာဇာဘီလိုဆိုထွက်ခွာသွားတော့မှာပဲဂရင်းနစ်ရှာခါကအဲ့ဒီကိုပြောင်းမလာတော့မသိလို့လို့စီတော့ချိတ်ဆက်ဆွေးနွေးမှုလုပ်နေလို့ကြားသိရပါတယ်တချိန်တော့ကျွန်တော်တို့နှလုံးလလူမိုက်ကြီးပေါ့လေလို့လို့စီတော့သူကတော့ဘီယလီဖာကူစအသင်းမှာပဲရှိနေပါတယ်နောက်ထပ်တစ်ယောက်ကတော့စီးရီးရဲ့ကလပ်ကိုမိုတင်းကိုနီးပြနေခဲ့တဲ့ Safari Gap တချိန်တော့ကျွန်တော်တို့ရဲ့ Potential မြင့်ကွင်းလေကစားသမားပေါ့လေ Safari Gap ကတော့ ်ပီလက်ဖ်ဆက်အသင်းကသဘောကျနေတယ်။အီတလီစီးရီကလပ်ကိုမိုဒီမှာပျောင်ပျောက်လာတဲ့နီးပြဆွမ်းဆောင်ရေးကြောင့်ဒါအပီလက်ဖ်ဆက်အသင်းကသူ့ကိုခန်းဖို့တဲ့သဘောကျတယ်။2024ကမှကိုမိုအသင်းနီးပြဖြစ်လာပြီ။လက်ရှိအချိန်မှာအဆင့်ဆက်နှစ်အထိကိုမိုအသင်းကိုဆွဲတင်ထားတယ်။ကျွန်တော်ဒီသတင်းလုံနေအချိန်မှာတော့ကိုမိုက0ဆိုတဲ့ဟာမျိုးနဲ့လက်ချီကိုနိုင်ထားတာတွေ့ရတယ်။အဲဒါဆိုတော့သူတို့ကတော့ဒီအဆင့်ဆက်နှစ်မှာ33ဘွက်ကန်ရမှတ်36မှတ်နဲ့လောလောဆယ်ပွဲကန်နေတဲ့အနေထားမှာပဲရှိသေးရပါလေ။အဲဒါဆို အသင်းကြီးတသင်းကိုဖာဗီကက်ရောက်သွားမလားတနည်းချင်းကြရင်ပရီးမီးယားလိဂ်ကိုပြန်ပြီးလှည့်လာမလားကျွန်တော်စောင့်ကြည့်သွားမှာပါ ဒီ season လေးကိုဒီကောက်ဝင်ကြီးပောင်းပြီးတဲ့ show ball လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်သူညောကို6016635တူညောဆက်သက်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နိုင်ဖြစ်လို့ငွေပုံငွေချရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတော့ဆိုလို့ YouTube မှာကိုထွတ်ပေါ်ပေါ်ရှုရရှာပြီးကျွန်တော်အားပေးလို့ရပါတယ် Viber ခွန်ရှိကို Sport Internet 9လုံးပစ်တူကိုကစားလို့ရနေပါပြီခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒါအာဆင်နယ်မျိုးသမီးသတင်းပေါ်လေမနေ့ကညာကင်းအစောအိမ်မှာကန်သွားခဲ့တဲ့အာဆင်နယ်မျိုးသမီးအသင်းကတော့အိမ်ကွင်းမှာအဲ့ခံကစားပြီးမဲ့လိုင်ယွန်မျိုးသမီးအသင်းကိုတကိုးနှစ်ကိုးဆိုရရလက်နဲ့ရှုံးနေခဲ့တယ် လိုင်ယံမျိုးသမီးအသင်းကတော့ဒီချန်ပီယံလိပြိုင်ပွဲမှာဆိုရင်အောင်အမြင်ဆုံး၈ချိန်နဲ့ရှိထားခဲ့တဲ့အသင်းတစ်သင်းပြီးပြီးတဘာရောဝါရောအမျိုးသမီးအသင်းကိုထိမ့်ပြီးဆော့သွားခဲ့တယ်။ပွဲရဲ့ ဂိမ်းရဲ့ totally ပုံမှန်အရဆိုလို့ရှိရင်တော့အာဆင်နယ်မျိုးသမီးအသင်းကပွဲကိုထိန်းချုပ်ထားတယ်ပတ်တန်တွေမစိုးဘူးပေးပို့မှုတွေကောင်းတယ်ဝင်ကားကထိုးဖောက်တယ်တော်တော်လေးကိုမှ efficient ဖြစ်တဲ့ဘက်ကိုသွားတယ်ဆိုရင်ပဲတကယ်ကြီးဂိုးတွေရသွားခဲ့တာကလိုင်ယွန်မျိုးသမီးအသင်းကရသွားခဲ့တာပထမဂိုးမှဆိုရင်အာဆင်နယ်မျိုးသမီးအသင်းကလူကျုံထောင်ချောက်လုတ်တယ်ဆိုရင်ပဲပြေးအားကောင်းတဲ့တစ်ဖက်ဒီလိုင်ယွန်အသင်းတိုက်စစ်ကစားသမားသူ့နာမည်ကတော့ဒါ16မိနစ်မှာဒီယာနီယာသွင်းသွားပါလေသူ့ကိုမထိန်းနိုင်ခဲ့ဘူးပြေးအားတော်တော်လေးကိုကောင်းတာ နောက်ထပ်ကျွန်တော်တို့အနေနဲ့ဒုတိယပိုင်း88မိနစ်မှာတော့ပနတီကနေစင်ချီပါကိုပြင်ရတယ်ဒါကတော့ဒီလောင်းဘောတစ်ခုမှာတစ်ဖက်ကဂိုသမားကကျွန်တော်တို့ကစားသမားတယောက်ကိုလက်သီးနဲ့လှမ်းထိုးသလိုဖြစ်သွားခဲ့တဲ့အတွက်ဘူးရပြန်ကြည့်ပြီးကျွန်တော်တို့ပနတီရတယ်ဒါကိုမာရီယိုနာကေတန်ဒီကဂိုးသွင်းသွားခဲ့တယ် အဲ့အဲ့အချိန်မှာပဲကျွန်တော်ဝန်းဝန်းဖြစ်သွားခဲ့ပြီဗောလေကိုယ့်ဝင်လည်းဖြစ်တဲ့အာဆင်နဲ့ကစားပုံပြန်တက်လာတယ်။ဒါပေမဲ့82မိနစ်မှာတော့ဒူမော်နီကဂိုးသွင်းသွားခဲ့တယ်။အဲ့ဒီဂိုးတော့တော်တော်လေးမဖြစ်သေးတာ။ခန်စစ် defend line တစ်ခုဂျားတွေကနေပြီးတော့2ယောက်3ယောက်ဂျားတွေကနေပြီးတော့ထိုးပြီးပြုတ်ထွက်သွားတာ။ fist go power ရောလုံးဝ physical ဘိုင်းရောလုံးဝ strong ဖြစ်နေကိုပြုတ်ထွက်သွားတာ။အဲ့ဒီဂိုးတော့လုံးဝ appreciate ဖြစ်တယ်။လူဂျားတွေကပြီးပြီးတော့ပြေးထွက်သွားပြီးကန်သွားခဲ့တာဘလို့မှမတားဆီးနိုင်ခဲ့ပဲကျွန်တော်တို့ဒီ1 2ဆိုတဲ့ရလက်နဲ့ကိုယ့်အိမ်ခွင်မှာရှုံးသွားခဲ့တယ်။ဒါပေမဲ့ ကျွန်တော်တို့က real ကို z2 ဆိုတဲ့အရှုံးနဲ့ဒါစပိန်ကြီးမှာကြော်ဖြတ်ခဲ့ရတုန်းကကိုယ့်အင်ကွင်းမှာတော့သုံးခုပြက်နဲ့ပြင်ပြီးနိုင်လာခဲ့တဲ့ခံပတ်ရှိရာဖြစ်တဲ့အတွက်ပြင်သစ်မြန်မာမလွယ်ဘူးဆိုပေမဲ့လည်းခံပတ်တစ်ခုပြင်ပြီးပုံဖော်နိုင်မလားစောင့်ကြည့်သွားမှာပေါ့လေအဲ့ဆိုတော့ပြည်တွင်း league ကူမှာဆိုလို့ရှိရင်လည်းအဆင့်တနေရာမှာလိုင်ယွာရှိနေတယ်အမှတ်တော်တော်လေးပြက်နေတာပြီးတော့ဒီပိုင်ပွဲအောင်မြင်ဆုံးအသင်းတစ်သင်းကြံခဲ့တဲ့နှစ်ကတော့ဒီချန်ပီယံလိမှာဘာစီလိုနာအသင်းကအောင်မြင်ထားဆိုပေမဲ့အခုနောက်ပိုင်းနှစ်တွေမှာလည်း လာယုံတဲ့မကြာခဏအောင်မြင်တာပေါ့လေဒီပွဲစဉ်အကြောင်းပြောမယ်ဆိုဒေတာအချက်လက်တွေရဆိုရင်တော့အာဆင်နယ်အမျိုးသမီးအသင်းက58ရာခိုင်နှုန်းဘောလုံးပိုင်ဆိုင်နဲ့တစ်ဖက်က42ရာခိုင်နှုန်းပဲရှိတယ်။ဂိုးပေါက်ကန်သူမှုစုစုပေါင်း73ချိန်အာဆင်နယ်ရှိတယ်။ဒါပေမဲ့ဂိုးပေါက်တဲ့တာ၄ချိန်ပဲဗစ်ချန်3ချိန်တစ်ဖက်က10ချိန်ပဲကန်ရဆိုပေမဲ့ဂိုးပေါက်တဲ့မှု၄ချိန်မှာဗစ်ချန်3ချိန်နဲ့ဂိုးက2ဂိုးထိရသွားခဲ့တယ်။ ဒါတစ်ဖက်ကဆိုလို့ရှိရင်ရတဲ့အခွင့်အရေးကနေဂိုးဖြစ်ပြောင်းလဲသွားနိုင်တာဗောလေသူတို့သွင်းသွားခဲ့တဲ့ကစားသမားနှစ်ဦးစုံကလည်းတကယ့်ကူမှာယောက်ျားလေးအသင်းမှာဝင်ပြီးဆော့လို့ရတယ်ဆိုတော့ကိုဆူမိုးပြောတဲ့အတိုင်းပဲတကယ့်ကူမှာ strong ဖြစ်ဖြစ်နေပဲပြေးထွက်တာတွေကအဆအားနဲ့မှန်နေပဲတော်တော်အမျိုးသမီးအသင်းပွဲစဉ်မှာ defender တွေနဲ့ live ဆွဲဖို့မလွယ်လောက်တဲ့ power မျိုးအပြည့်ရှိတဲ့ပုံစံမျိုးဗောလေအခု Arsenal မျိုးသမီးအသင်းကတကူးနှစ်ကူးနဲ့ရှုံးတယ်ဆိုရင်ပဲခြေစွမ်းရအရင်မကွာချတာဖြစ်တဲ့အတွက်ဒုတိယကြော့ပြင်သစ်မြန်မာပြန်လာနိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်အဆုံးထိကြည့်ပြတဲ့လဲ ားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။